ကဲဒီကနေ့ကတော့ခု TV ကိုကြည့်နေတဲ့သူတွေကတရေတဆေတွေကိုအယုံကြည်မရှိပါဘူးဆိုတဲ့သူတွေအတွက်လေးလာစမ်းသပ်လို့ရမယ့်တရေခွန်နီ၃နှစ်ဗီဒီယိုကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးမတင်ဆက်ခင်မှာအခုဒီထဲမှာပါတဲ့ဗီဒီယိုရဲ့မူရင်းဗီဒီယိုပိုင်းရှင်ကိုလည်းကျွန်မက credit ပေးရလို့ပြောချင်ပါတယ်ကဲ။ကောင်းကြီးတွေစပြီးတော့ကြည့်လိုက်ကြအောင်ရှင်။ကျွန်တော်ငငယ်တုန်းကအเจ้าမတငယ်ချင်းတွေနဲ့စမ်းသပ်မှုတဲ့တရေခေါ်နီတွေအများကြီးရှိခဲ့ကြတယ်။အဲအเจ้าကျွန်တော်ဒီနေ့ပြပတ်သွားမှာကတော့တရေခေါ်နီ၃မျိုးနဲ့သူတို့ရဲ့အเจ้าတွေပြပတ်သွားမှာဖြစ်ပါတယ်။ပထမအနေနဲ့ကတော့ Bloody Mary Bloody Mary ရဲ့ဖျက်မှန်ဆလာနေကတော့အင်္ဂလန်ဘရင်ကြီး Henry နဲ့သူ့ရဲ့ပထမဆုံးယူခဲ့တဲ့မိန်းမစပိန်မင်းသမီး Catherine တို့ကနေမွေးဖွားလာခဲ့တဲ့ Mary Tudor ဆိုတဲ့ကောင်မလေးပဲဖြစ်ပါတယ်။ဖခင်ဖြစ်သူရဲ့အိမ်တော်ကြီးဖောက်ပြန်ပြီးမကြာခဏမိန်းမရဲ့အမားကြီးလက်ထက်ယူရကြောင်း Mary လေးရဲ့ငယ်ဘဝကအယံဝဘယံမသားတွေလုံးဝဖြစ်ခဲ့တယ်။အဲဒီမှာမှ Annie ဆိုတဲ့မိန်းမကြောင့်ဘရင်ကြီးကလုံးဝအောင်ဆွဲလန်းခဲ့ပြီးပထမဆုံးမိန်းမ Mary ရဲ့အမေနဲ့ကွာရှင်းဖို့စလုပ်ပါတယ်။ အဲ့ဒါကြောင့်ပဲမယ်ရီလေးရဲ့နန်းတော်အမွေဆက်ကမှုအတွက်မင်းသမီးလေးဆိုတဲ့နာမည်ခံကနေပြီးတော့ဒီတိုင်းအမျိုးသမီးဆိုပြီးတော့နာမည်တွေပါပြုတ်ခဲ့တယ်။ဟင်နရီဟာရိုမန်ကက်သလစ်ဘာသာကနေကွဲထွက်နေပြီးတော့သူ့ရဲ့အမွေဆက်ကံသူကိုယောက်ျားလေးပဲပေးတဲ့လမ်းစဉ်ကိုလိုက်တဲ့သူတူဦးပါ။မယ်ရီလေးရဲ့ယုံကြည်ချက်ကတော့လုံးဝကိုစက်ကျစ်ပဲဖြစ်ခဲ့တယ်။ပရိပက္ခတွေစပစ်လာကတော့1553ခုနဲ့မယ်ရီကဘယင်မကြီးစပစ်လာခဲ့တယ်။သူမရဲ့ရိုမန်ကက်သလစ်ဘာသာက အင်္ဂလာမှာပြန်လည်မူလအတိုင်းပြောင်းလို့လောက်ရာကနေသူမရဲ့ဂုံမုတ်တစ်ခုဖြစ်တဲ့ Glory Mary သွေးစွန်းနဲ့ Mary ဆိုတဲ့နာမည်ဖြစ်တည်လာခဲ့။ရာပေါင်းများစွာသောဆန္ဒပြသူတွေကိုအရှင်လာလာတစ်သားတိုင်းမှာချိန်ပြီးမီးရှို့တတ်တယ်။အဲ့ဒီဆန္ဒပြတာကိုဥဆောင်ခဲ့တဲ့ Sir Thomas Wyatt တယန်းကားကိုလည်း Mary ကကောင်းဖြတ်ပြီးတတ်စီခဲ့တယ်။လမ်းဖို့တော့ကောင်းတယ်နော် Glory Mary ကြီးကဒါပေမဲ့ Glory Mary က1558ခုနှစ်အသက်42နှစ်မှာညာစွာသောယောဂမျိုးစုံခံစားရပြီး တည်ဆုံးသွားခဲ့တယ်။ငါးနှစ်တာလောက်ပဲအုပ်ချုပ်ခဲ့ရတာပေါ့။ကဲဂိမ်းကစားဖို့အတွက်လာပါပြီ။ Bloody Mary ဂိမ်းကိုကစားဖို့အတွက်ဆိုရင်တော့ကစားသူကရေချိုကန်ဒါမှမဟုတ်မှန်တချက်ရှိတဲ့အခန်းမှာရှိနေဖို့လိုပါတယ်။သူမကိုခေါ်ဖို့အတွက်ဆိုအခန်းကြီးတွေအကုန်ပိတ်ထားရမှာဖြစ်ပြီးဖျောင်းနိုင်ကိုမိညီးပြီးမှန်ရှိမှာမတ်တက်ရရင်နဲ့ Bloody Mary ဆိုတဲ့နာမည်ကိုဖြည်းဖြည်းမှန်မှန်နဲ့သုံးခါမှန်းအောင်ကြည့်ရင်ခေါ်ရမှာပါ။အကယ်လို့သူမတာမှန်ပုံမှာမပေါ်လာခဲ့ဘူးဆိုရင်တော့ခန္ဓာကိုယ်ကိုမျိုးလုံးမိပြီးသုံးခါလှည့်လိုက်ပါ။ ပြီးရင်ရက်ပြီးမန်ကိုပြန်ကြည့်ပါအကယ်လို့သူမကိုထပ်ပြီးမတွေ့ရဘူးဆိုရင်တော့ကိုကူနာကလှည့်ခဲ့တဲ့ဘက်ရဲ့စန့်ကျင်ဘက်ကိုတုံးကထက်လိုက်ရမှာပါအကယ်လို့သူမရောက်လာခဲ့ပြီဆိုရင်တော့မှန်ထဲမှာသူမရဲ့ပုံရိပ်ဒါမှမဟုတ်ထူးဆန်းတာတွေတပြေပြေကျုံလာရမှာပါတင်ကဂင်းကိုရက်ချင်ပြီဆိုရင်တော့ဖျောင်းတိုင်ကိုမီးမုတ်ပြီးမီးတွေအကုန်ပြန်ဖွင့်ရမှာပါဒုတိယကတော့အိုကြီးကြီးပုတ်1862ခုနှစ်ကတည်းက1865ခုနှစ်အထိဖြစ်ခဲ့တဲ့အမေရိကန်ပြည်တွင်းစစ်မှာလူပေါင်း 6သိန်း2000လောက်ထိတော့တည်ဆုံးခဲ့ကြတယ်။အဲ့ချိန်တုန်းကဆိုရင်တော့စစ်ပွဲမှာတည်ဆုံးသွားခဲ့တဲ့ဆွေမျိုးတွေနဲ့စကားပြောနိုင်မှုဝိညာဉ်လောကနဲ့လူလောကကိုဆက်သွယ်ပြီးနိုင်တဲ့သူတဖြည်းဖြည်းနဲ့အရေးပါလာခဲ့။အဲ့လိုနဲ့1888ခုနှစ်မှာအိုအီဂျီဘုတ်တွေဟာစတင်ပြီးပေါ်ပေါက်လာခဲ့။အသုံးပြုရတာလည်းလွယ်ပြီးတကယ်အလုပ်ဖြစ်တာကြောင့်တဖြည်းဖြည်းနဲ့အိုအီဂျီဘုတ်ကနာမည်ကြီးလာတော့1886ခုနှစ်မှာတည်င်းနဲ့စောင်းမတွေမှာဖော်ပြခြင်းကိုခံခဲ့ရတယ်။ အဲဂိမ်းကိုကစားမယ်ဆိုရင်တော့ OEG ဆော့ဖို့အတွက်ဗိုလ်ပြားလေးနဲ့မှန်ဘလူးလေးရှိရပါမယ်။အကယ်လို့မရှိခဲ့ရင်တော့ကျွန်တော်ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းရေးပြီးတော့မှန်ဘလူးအစားဖန်ဘလင်းလေးနဲ့လုပ်လို့ရပါတယ်။ပါဝင်ကစားသူတွေရဲ့လက်နက်ချောင်းကိုဖန်ဘလင်းပေါ်တင်ပြီးတရေကိုဆင့်ခေါ်ရပါမယ်။ဂိမ်းကစားဖို့အတွက်ကတော့အနည်းဆုံးလူနှစ်ယောက်ရှိရပါမယ်။တရေကိုတင်အားခေါ်ပြီးလို့မိကိုနေမေးပြီးတဲ့အခါကျရင်ဂိမ်းရဲ့အရေးကြီးဆုံးတစ်ခုဖြစ်တဲ့နှုတ်ဆက်စကားပြောပြီးမှဖန်ဘလင်းပေါ်မှာတင်ထားတဲ့လက်ကိုလှုပ်ရမှာပါ။ Time to say goodbye. Is there something you want? Gabby, I said time to say goodbye. ဒါကတော့ဂိမ်းရဲ့တကယ်တကယ်အရေးကြီးဆုံးစီးကမ်းပါ။အဲ့လိုမလုပ်ပဲချက်ချင်းရပ်ပြီးလွတ်လိုက်တဲ့သူတွေကတော့ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းဖြစ်ပါလိမ့်မယ်။ဘယ်မင်းဘုန်းကြီးနေပူသွားတယ်အဲ့လိုတရေတဲ့ပူသွားတယ်အော်တတိယကတော့ Charlie 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 ဆိုတာကတော့ Mexican နဆိုးတကောင်ပဲဖြစ်ပါတယ် Charlie Charlie အကြောင်းကိုမြန်မြန်သိချင်ကြတဲ့သူတွေတော့ကတော့ဝမ်းနေပါတယ်ကျွန်တော်ဗမာပဲရှာခဲ့ရှာခဲ့ဒါလေးပဲတွေ့လို့ပါ Sorry Mori I'm sorry it's my fault it's all my fault ဒါပေမဲ့ तू ကတော့အန်ဒီရမရှိတဲ့နဆိုးတကောင်ပါတင်နာသူ့ကိုခေါ်လိုက်လို့သူရှိနေခဲ့မှဆိုရင်တင်မေးသမ ्या မေးခွန်းမှန်သမ ्या ကိုဂုံပြမှာပါဒါပေမဲ့တတိဓာအမှာကတော့တင်ဟာနဆိုးတကောင်ကိုဖိမိလိုက်ပြီဆိုတော့ပါပဲ Charlie Charlie are you there Oh my god what the fuck should we say Oh okay now ဧကင်ကစားဖို့အတွက်ဆိုခဲရံနဲ့စာရွက်ကိုဒေါင်းလိုက်နဲ့အလေးထားလိုက်မြင်းချောင်းနဲ့တားပြီးတော့ညနေချင်းဆိုင်နဲ့ဘက်ကို yes နောက်တစ်ဘက်ကိုတော့ no ဆိုပြီးရေးထားရပါမယ်ပြီးရင်ခဲရံနဲ့ချောင်းကို အပေါ်လေးမှာဟန်ချက်ညီညီတင်ထားရပါမယ်ကျွန်တော်ပြထားတဲ့အတိုင်းပေါ့ပြီးရင်တော့ charlie charlie are you here လို့ပြောရပါမယ်ခဲရံမယူမချင်းပြောပါအကယ်လို့ no ဘက်ကိုခဲရံယူသွားရင်တော့ gain some sort ပဲရန်နာလိုက်ပါဘာလို့ဆိုအဲ့ဒါက charlie မဟုတ်တဲ့တခြားသောနတ်ဆိုးတကောင်မို့လို့ပါ တယောက်တည်းပဲဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်ဆော့လို့ရပါတယ်ကျွန်တော်ကတော့ငငယ်တုန်းကစမ်းကြည့်ပူပါတယ်အဲတုန်းကတော့တကယ်ကိုအလုပ်ဖြစ်ပါတယ်ဒီနေ့ view လေးကတော့ဒီလောက်ပါပဲဒီနေ့ပြောခဲ့တဲ့၃နေ့မှာကျွန်မနောက်ဆုံး၂နေ့တော့အရင်တုန်းကကြီးခဲ့ပူပါတယ်ဒါပေမဲ့တနေ့မှာတော့လက်တွေမစမ်းသက်ဘူးပါဘူးအခုလည်းမစမ်းသက်သလို နောက်လည်းကျမကတော့မစမ်းသပ်ပါဘူးရှင်အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာလည်းဒီထက်မှပါတဲ့နေလန့်တွေကိုစမ်းသပ်ပူရသူရှိလားဒါမှမဟုတ်လို့ရှင်လေအော်စမ်းသပ်ကြမလားဆိုတော့လေ comment မှာမှတ်ခဲ့ပေးကြပါဦးရှင်ဒီနေ့တော့ကဒီလောက်ပါပဲနောက်နေ့မှဒီထက်ပုံပုံကောင်းမွန်တဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲအမိုင်ပါရှင်